မင်္ဂလာပါမင်္ဂလာပါရှင်ကဲကျွန်တော်တို့ရွှေမန်းလေးမြို့ကို ပြန်လာနေပါပြီရွှေမန်းလေးမြို့ကြီးကိုပြန်လာနေပါပြီရှင်မန်းလေးမှာနံပါတ်1အရေးကြီးဆုံးပေါ့နော်လုံလုံမဲ့လုပ်ငန်းကတော့ပထမအဦးဆုံးဖြုတ်ဖြတ်ရေးကိုပဲအဓိကထားလုပ်ပြပါမယ် မန္တလေးမြို့မှာပြန်ဆောက်ဖို့အိမ်လေးတွေအမ်လေးငါလုံးမရှိတယ်ပေါ့နော်အဲ့တော့ဒါလေးတွေသွားစစ်စစ်မယ်အာပြီးတော့ပြည်ရကြပါရှင်ကြောက်စေပေါ့နော်ကြောက်စေမှာတော့ကြောက်စေမှာဖြူဖြက်ရေးရတော့မရှိဘူးအမန်လေးမှာဖြူဖြက်ပြီးလို့ရှင်တော့ကျွန်တော်တို့တက်ကုန်းကိုဆက်လက်ပြီးတော့မှတက်ကုန်းမှာဖြက်ပြရမယ်အိမ်ဆယ်လုံးရှိတယ်ဘယ်လိုလဲဒီကအချင်းလုံးတော်ရင်းလေဆယ်လုံးရှိတယ်အဲ့ဆယ်လုံးတော့ကိုတော့ဖြက်ပြမယ် အကြလို့ရှင်တော့ပြကြလို့ရှင်တော့လုပ်ငန်းလေးကိုအမြန်ဆုံးပေါ့နော်အိမ်လေးပေါ့နော်အိမ်လေးအမြန်ဆုံးဒီပြောင်းဒီနှစ်လအတွင်းထဲမှာစကိုင်းက85လုံးဖြစ်သွားတာပေါ့85လုံးတိဖြစ်သွားတယ်အဲ့တော့စကိုင်းက85လုံး အကြောက်70မန်းလေးအားလုံးစု100နဲ့နှလုံးပေါ့နော်စုစုပေါင်း100နဲ့နှလုံးလုံးကိုအမြန်ဆုံးဒီနှစ်လအတွင်းထဲမှာအပြီးအပြတ်တိစောက်နိုင်အောင်အဲလုပ်ငန်းတွေကိုဆောင်ရွက်တော့မှာဖြစ်တယ်။အမင်္ဂလာပါ။ဒါကျွန်တော်တို့ဒီနေ့ကတော့စကိုင်းကနေပြန်လာတာပေါ့နော်။အဲတော့စကိုင်းကနေပြီးတော့အမရဘူရာကိုစတင်ပြီးတော့ဝင်ပြီးတော့မှတော်ဝမြတ်တာလမ်းရှိရင်နည်းနည်းမောင်းမောင်းပြလိုက်နောက်ကားရီဒါပိတ်သွားလိမ့်မယ်။ နဲ့ပေါ့နော်စကိုင်းမြို့မှာတော့စုစုပေါင်းအာအိမ်ပေါင်းပေါ့အိမ်ပေါင်းအာအိမ်တွေကျောင်းတိုက်တွေအာတိလာရှင်စာတင်တိုက်တွေတိလာရှင်ဆရာလေးကြီးကျောင်းတွေအားလုံးဖြုတ်ဖြက်ခဲ့တာ69လုံးပေါ့နော်အဲ့ဒါလက်ရှိတည်ထားတာလမ်းရှင်းသေးတယ်တို့မြို့တွေဘက်ဝင်မှာလမ်းတစ်ချက်ပြင်ဆင်ရမှာဖြစ်တယ်အခုလောကေဘဘူးကြီးတလောက်ကိုဒါလေးထိမှောင်းပေးလိုက်ဘာလို့ဖို့နောက်နောက်ကိုက်တာပိတ်တော့မဆိုးလို့ အောင်မြင်စွာနဲ့အားလုံးကိုစက်တွေထိခိုက်မရှိစက်တွေထိခိုက်မရှိစက်သက်လက်သေးပေါ့နော်စက်ရဲ့လက်သေးလေးတချောင်းပဲလက်သေးလေးတချောင်းဆိုတော့အခုတော့ကျိုးလက်သေးတချောင်းပါမလားတော့လက်သေးလေးတချောင်းပဲကျူးခဲ့တာပေါ့နော်အိမ်မောင်ချောင်းမောင်စုစုပေါင်း96လုံးဖြိုးပြက်ခဲ့တာလက်သေးလေးတချောင်းပဲကျူးခဲ့ပါတယ်အဲ့တော့ဆက်ဆိုတာလေအရန်ကိုကောင်းနေ ပြီးတော့ဟိုဒီမှာအတသမီတွေပေါ့နော်ဒီမှာတွေ့တာတမီတွေဒီမှာကလေးလေးတွေအားလုံးနဲ့အနေကင်းကင်းဘေးရှိရှိနဲ့ကျွန်တော်တို့အဲဒီဖြူပြက်ရေးလုပ်ငန်းစဉ်မှာအောင်မြင်နေတယ်ပေါ့နော်ကျွန်တော်တို့ဖြူပြက်နိုင်ခဲ့တယ်အဲနောက်ထပ်အဲနောက်ထပ်ကကျွန်တော်တို့အော်ပေါ့နော်ဒီစကိုင်းတမျိုးလုံးပါပေါ့နော်စကိုင်းမျိုးတမျိုးလုံးကအော်ဒီကျွန်တော်တို့ဒီ လုပ်ငန်းလုပ်တဲ့အတွင်းမှာပေါ့နော်မိသူမလာရောက်နောက်ဆက်ခြင်းမရှိဘဲနဲ့ကျမတို့အေးအေးချမ်းချမ်းလေးနဲ့အားလုံးကိုအလုပ်လုပ်ငန်းတွေကိုလုပ်ကိုင်နိုင်ခဲ့တယ်ပေါ့နော်ဒီလိုလုပ်ကိုင်နိုင်ခဲ့တဲ့အတွက်အဖွဲ့အစည်းချင်းတစ်ခုချင်းတစ်ခုချင်းအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျမတို့ဒီလုပ်ငန်း ျမတို့ဒီပေါ့နော်ဖြူဖြည်းရေးလုပ်ငန်းစဉ်ကြီးတစ်ခုလုံးကိုအဓိကကျမတို့ဝပံဖို့ကူညီပေးတာတော့ရွှေစံပင်ဆရာတော်ဘုရားကြီးရဲ့စက်တီဖြစ်ပါတယ်ရွှေစံပင်ဆရာတော်ဘုရားကြီးတောင်ပို့လူဆရာတော်ဘုရားကြီးရဲ့စက်တီဖြစ်ပါတယ်ဒါအခုမျိုးလုံးရှိမှမြင်နေရတဲ့ပဖိုးကတော့ပေါ့နော်ဆရာတော်ဘုရားကြီးရဲ့မေတ္တာဆရာတော်ဘုရားကြီးရဲ့အာမြေတာတက်တွေကိုချုံပြီးတော့မှကျမတို့ဒီလုပ်ငန်းတွေကိုလှုပ်ဆောင်တာဖြစ်ပါတယ်အားလုံးဒါလေးကိုအားလုံးအားလုံး ကိုင်းမြို့မှာပြုခဲ့ပြီးအဖိုးကကျိုးလေးချက်ကြည့်အောင်ဘဖိုးဖွဲ့ကကျိုးလေးချက်ကြည့်အောင်စကိုင်းပေါ်စကိုင်းမြို့ပေါ်မှာပြုဖြတ်ပေးခဲ့တဲ့အဲပြုဖြတ်ပေးခဲ့တဲ့တိုက်တွေအားလုံးဟာအနေနဲ့ကိကင်းပေးရှိရှိနဲ့ကျမတို့လုပ်ငန်းတွေကိုအောင်မြင်စွာလုပ်ကိုင်နိုင်တဲ့ကုသိုလ်အားလုံးကိုအမြပေးဝေးပါတယ်အားလုံးဒီကုသိုလ်နဲ့ဟောအားလုံးအားလုံးတော့ခုနှစ်တသမီနဲ့ထပ်တူရရှိပါလေလို့ကျမတို့ကပေးဝေးပါတယ်အားလုံးเนาะကုသိုလ်အမြအမြအမြဒီတော့ မှုကြပါကုန်တော့သာဓု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 ပါဘုသောအမြအမြမြာယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုဒီလမစင်ကြီးတခုတော့မှဆိုရင်အားလုံးခုနှစ်သာသမီအားလုံးကြီးရဲ့ခုနှစ်သာသမီပေါင်းအားလုံးတို့ရဲ့ငွေကြီး ဟောမေးတင်တို့ဒီလုံငန်းတစ်ခုလုံးဒီလုံငန်းတစ်ခုလုံးအောင်မြင်တာပေါ့နော်အောင်မြင်တာဆိုတာခုနှစ်သားသမီးတွေကနေပြီးတော့မှလူတန်းနဲ့ငွေကြေးတွေများစွာရှိတယ်နော်ငွေကြေးပေါင်းများစွာရှိတယ်ဒီငွေကြေးတွေဒီငွေကြေးတွေရောနော်ဒီဖုံဖုံလို့ရဲ့မြစ်တာမြစ်တာတွေပေါ့နော်ဖုံဖုံလို့ရဲ့မြစ်တာတွေရောနော်ဒါတွေအားလုံးပေါင်းချုံပြီးတော့မှစူပေါင်း ဒါနပြုခဲ့တဲ့ကုသိုလ်ဖြစ်တယ်နော်အားလုံးထထူထမြတ်ဒီကုသိုလ်ကိုရရှိကြပါစေ။ Okay မလေးရေမလေးမျိုးကပေါ့နော်မလေးမျိုးကအာကျွန်တော်တို့အားလုံးတော့အာချစ်ရတဲ့မိတ်ဆွေတွေအာပေါ့နော်ခုနကတည်းကအားလုံး အာဒီမိမိရဲ့တိုက်ကိုဖြိုဖျက်ခြင်းနဲ့မိမိရဲ့တိုက်ကိုဖျက်ခြင်းနဲ့မိမိရဲ့တိုက်ကိုဖြိုးခြင်းနဲ့ဆိုနံပါတ်1အရေးကြီးဆုံးကတော့ကျမတို့ဒီကားကြီးတွေဝင်လို့ရပါမယ်ဟိုဝင်လို့ရဝင်လို့ရတဲ့နေရာမှာဖြစ်ရပါမယ်เนาะမိမိတို့ကပေါ့เนาะမိမိတို့အိမ်ကဒီကားဝင်လို့ရတဲ့အနေအထားတစ်ခုရှိရပါမယ်အာနံပါတ်1ကအာ မိတ်တင်တို့ကနှစ်ထက်ခွဲပေါ့နော်နှစ်ထက်ခွဲသုံးထက်ဆိုတာအမြင့်ဆုံးမိတ်တင်တို့ဖြူဖြက်ပေးနိုင်ပါတယ်၄ထက်၅ထက်၆ထက်တိကျတော့မိတ်တင်တို့ဆက်အားနဲ့မနိုင်ပါဘူးရှင်အဲ့တော့မိတ်တင်ကနှစ်ထက်ခွဲတိုက်ထိပဲမိတ်တင်ဖြူဖြက်ပေးနိုင်ပါတယ်နော်နံပါတ်3ဖြူဖြက်မယ်လို့မိတ်တင်လို့စီမှာအာလာရောက်ပြီးတော့ပြောမယ်ဆိုရင်တော့မိမိတို့ရက်ွက်ယုံကိုကြိုတင်ပြီးတော့မှညှိနှိုင်းပေးထားပါမယ်နံပါတ် အဲနံပါတ်3မှာပေါ့နော်မိမိရဲ့ရက်ွက်ရုံကိုညီနိုင်ပြီးထားရမယ်မိမိတို့ရဲ့ဘေးပညာရေးကိုညီနိုင်ပြီးထားရမယ်မိချိုးတွေအားလုံးကိုဖြတ်တောက်ပြီးထားရမယ်မိတ်တင်တို့ကရောက်တာနဲ့တခါတည်းတက်ပြီးတော့မှဖြတ်ပြီးမှဖြစ်ပါလေအားလုံးကိုယေရှုတင်ပါတယ်ရှင်ကဲဆုံးကဲဆုံးအော် gas oil ရှင်းလင်းပြီးထားရမယ်ပေါ့နော်တချို့အိမ်တွေက gas oil ရှိတယ်လေနော် gas oil တကယ်လို့အဲရှိရဆိုရင်လည်းမိတ်တင်တို့ကြိုးပြောပေးရမှာဖြစ်တယ်အားလုံးနော်ဒါမှသာလေမိတ်တင်တို့ရှောင်ရှားနိုင်မှာဖြစ်တယ်နော် gas oil ကမိတ်တင်တို့ဒီ အဆက်ရံတရားတွေရဲ့နဲ့ထိတွေ့ပြီးတော့မှအခက်မသိရင်မီးလောင်တက်တယ်ဒါကြောင့်မလို့ gas ပိုးတွေရှိလို့ရှင်ဖိရှားပေးထားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်